လို့သူတွေမုန်းပါစေကိုပြုတ်နေတယ်သူတို့ရှုံးပါတယ်ကိုဘဝကိုကိုသာပြန်ထန်တယ်လူတိုင်းလူတိုင်းဟာကိုသမိုင်းကိုလှအောင်ရေးဖို့လိုပါတယ်ဆိုတော့မဘုတုဆိုတဲ့နာမည်တစ်ခုကိုကျမကောင်းစွာရေးထိုးထားခဲ့ပါတယ်ကျမနာမည်လေးကျမရေးထိုးခဲ့တဲ့အကြောင်းအရာလေးတွေပေါ့နော်အဲကျမပြောခဲ့တဲ့နိုင်ငံရေးဒီလိုဖိုင်လေးအရင်ကပြောခဲ့တဲ့မျိုးဖိုင်လေးပေါ့ကျမပြန်ရှာတာကျမဖိုးကပြောက်သွားတော့မရှိတော့ပြန်ရှာတယ်မတွေ့ဘူးအခုတော့တတိယဆန်တယ်နည်းဒီကျူဟာ channel တစ်ခုမှာကျမရဲ့ဒီလိုဖိုင်လေးတွေပြန်လေးခါတွေ့လို့ကျမအရင်ပျော်သွားတယ်ကျေးဇူးလေးတင်ပါတယ် အရင်တော့ကကျမမှမရှိတော့တဲ့အရင်တော့ကပြောခဲ့တဲ့ file လေးတွေဖြစ်ပါတယ်။ဘဘတုဆိုရဲ level တခုဘယ်လိုဖြစ်လာလဲဆိုတဲ့တက်တဲ့အထောက်အထားလေးတွေဖြစ်မယ်လို့ကျမယုံကြည်ပါတယ်။နောက်ထောင်ကြည့်ပြီးတော့ဝေဖန်ပုံသက်ပေးလို့ရပါတယ်။ယူအီးစီရဲ့ယူအီးစီအထက်ကသမရဝင်းမြင့်ရဲ့သမရဝင်းမြင့်ထက်က NLD ပါတီဥက္ကဋ္ဌဒေါံစန်းကျူကြီးအားလုံးပေါင်းပြီးဒီရွေးကောက်ပွဲကိုလိမ့်နေပါတယ်။ဒီ2020နိုဝင်ဘာ10ရက်နေ့မှာပေးမယ်ရွေးကောက်ပွဲကကလင်ကကြစ်ပွဲကြီးဖြစ်ပါတယ်။သမရရဲ့ယူအီးစီရဲ့ တိုင်းနိုင်ငံပုတ်ကိုရယ် sorry NLD ပါတီဥက္ကဋ္ဌဒေါက်ဆန်းစုကြည်ရယ်ပေါင်းမိလိမ့်နေတယ်ဘာလို့လဲဆိုတော့ဒီတိုင်းနိုင်ငံပုတ်ကနေရာသူ့ဘယ်သူမှပေးထားတာမဟုတ်ဘူးသူကသူရယူထားတာဖြစ်ပါတယ်ခြေကံဥပဒေမှာလည်းပဲတမရထက်ကတိုင်းနိုင်ငံဆိုတာဘယ်ဒီမိုကရေစီနိုင်ငံမှာမှမရှိပါဘူးဒါကြောင့်မလို့ NLD ပါတီဥက္ကဋ္ဌဒေါက်ဆန်းစုကြည်ရယ်တမရဝင်းမြင့်ရယ်ယူရီစီရယ်ပေါင်းပြီးတော့လိမ့်နေပါတယ်သူတို့ဒီကလင်ကစစ်တွေဖြစ်ပါတယ်ဒီရွေးကောက်ပွဲကလုံးဝတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးဒါကြောင့်မလို့ပြည်သူတွေနေနဲ့ဒီရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်တဲ့ တွက်အားလုံးကဘာတွေလုပ်တင်လဲဆိုတာကျွန်မပြောပြမယ်။ထောင်ဆဲသူကြီးဦးဆောင်တဲ့ NLD ပါတီကပြည်ပနိုင်ငံကြီးရဲ့အထောက်ပံ့ကိုယူထားတဲ့မွတ်စလင်နိုင်ငံ OIC မွတ်စလင်နိုင်ငံတွေဖွဲ့စည်းထားတဲ့ OIC ရဲ့အထောက်ပံ့ကိုယူထားပါတယ်ဆိုပြီးတော့ Okay ထေအောင်ကတိုင်းပြည်ပြည်သူမီဒီယာတွေအားလုံးခေါ်ပြီးဒိဋ္ဌာရှင်လုပ်ပွဲလုပ်တဲ့အားလုံးသိတယ်။ထေအောင်ကိုခေါ်ပြီးတော့ဖမ်းပြီးတော့ထုတ်တယ်မှာလှထည့်ထားတယ်။ဦးထေအောင်ကိုယုံကြည်မထုတ်ဘူး။ UEC ကဒီနောက်မှဖြစ်နောက်မှဖမ်းမိတယ်နေသိပါတီထေရနေသိပါတီကကြောက်မြင်ကြတော့ ချက်ချင်းလက်ငင်ဖမ်းနေပါတီကိုလည်းဖျက်သိမ်းနေပိုင်ဆိုင်မှုတွေအားလုံးလည်းပဲသိမ်းနေဒါအသို့လို့ရှိရင်ချင်းအောင်ဆွဆဲသလိုပဲ NLD ပါတီကဒီဘနိုင်ငံကြီးရဲ့ထောက်ပံ့ယူထားတယ်မယူထားဘူးဆိုတာယူရင်းစီပါလို့မစစ်တာလေယူရင်းစီပါလို့မစစ်တာလေယူရင်းစီစစ်ပေးပါ ရေကောက်ပဲကော်မရှင်အခုနိုဘယ်မှာရှင်းရနေမတိုင်မီဦးထင်းအောင်အများဆုံးရုံးထုတ်ပေးပါအများဆုံးရုံးထုတ်ပေးစစ်ပေးပါဦးထင်းအောင်ပြောသလိုပဲဒေါ်ဆဲစုကြည်နဲ့ NLD ပါတီကတကယ်ပဲပြည်ပနိုင်ငံအထောက်ပံ့နေယူထားလားမယူထားဘူးလားကလားခိုင်းတာလုပ်နေရတဲ့အစိုးရလားဆိုတာသိအောင်အမှုကိုရုံးထုတ်ပေးဖို့ကျွန်မတောင်းဆိုပါတယ်ကျွန်မနဲ့အတူလဲကျွန်မနဲ့အတူပြည်သူတွေအားလုံးတောင်းဆိုဖို့လဲကျွန်မအားလုံးကိုဖိတ်ခေါ်ပါတယ်ရေကောက်ပွဲကတော့ပြီးသွားပြီရေကောက်ပွဲပြီးသွားပြီဆိုပေမဲ့ရေကောက်ပွဲနဲ့ပတ်သက်ပြီးရောပြည်သူတွေတားတယ်မှာညှင်းပွားဖွဲ့ရတယ်အများကြီးဖြစ်နေတယ် စင်းမှပါတဲ့လူဦးရေထဲမဲပေးနေတာများနေတာမျိုးအသေးပြီးသားလူကမဲလာပေးတာမျိုးအသက်900ကျော်ရဲ့လူကျောက်ကမဲပေးတာမျိုးအသက်18နှစ်မပြည့်သေးတဲ့လူကျောက်ကမဲပေးတာမျိုးအဲစသည်ဖြင့် လူတယောက်ထဲကမဲနှစ်ကြိမ်သုံးကြိမ်ပေးတာမျိုးကံရကံရှင်မဲဆန္ဒရှင်ပြည်သူကမလာတာကိုဒါမပေးတာကိုသက်ဆိုင်ရမဲရုံမှာစောင့်နေလူက ထို့တိတိကျကျပြောရရင်အာအနာရပါတီ NLD ကိုထောက်ခံတဲ့သူကသူကြိုက်တဲ့ပါတီကိုမဲပေးတာမျိုးတွေဟာအနာကိုအနာပြန်လုပ်တဲ့ပွဲပါဒါဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဒီရွေးကောက်ပွဲကိုပြည်သူတွေနေနဲ့လည်းတမားတို့နေနဲ့လည်းတိမမပြုတ်ဘူးထို့နည်းတူတာပဲနိုင်ငံရေးပါတီတွေကလက်ရှိအဲ UNDP ပါတီအပါအဝင်အခြားသောနိုင်ငံရေးပါတီ၁၆ပါတီကလည်းပဲအဲကြီးညာတဲ့ထုတ်ပြန်လာတာရှိရဲ့ နိုင်ငံရေးပါတီတွေကလည်းတိမ်မမပြုဘူးပြည်သူတွေကလည်းဒီရွေးကောက်ပွဲလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာကိုပြည်သူကလက်မခံဘူးဖြစ်တဲ့အတွက်ရွေးကောက်ပွဲကမဖြစ်အထမမြောက်ဘူးမဖြစ်ဘူးရွေးကောက်ပွဲမအောင်မြင်ဒီလိုပဲပြောရလိမ့်မယ်ဘာလို့လဲဆိုတော့ရွေးကောက်ပွဲမှာမဟုတ်တာအာဏာလုတဲ့ပွဲပဲဖွဲ့စည်းပုံချင်းကဥပဒေကောက်ကွယ်ဆောင်ရှောက်ဖို့တက်မတော်မှာတောင်းဝင်ရှိပါတယ်ဖွဲ့စည်းပုံချင်းကဥပဒေဖက်ဒရယ်တွေတည်မဲ့၄၀ကောင်ငယ်အဲ၂၀အစလုံး လေးတဖုံလေးတီစရတက်မလို့ပိုင်းဆိုင်ရာခန့်ကန်တာတွေပါလဲပဲပါဝင်နေဒါကြောင့်မို့လို့အဓိကကဒီသူတွေကမလိုလားဘူးဒီသူတွေရွေးကောက်ပွဲကိုမကျင်တတ်ဘူးနိုင်ငံရေးပါတီနေနဲ့ရွေးကောက်ပွဲတရားမျှတမှုလို့မထင်နဲ့ထင်တယ်ဒါကြောင့်မို့လို့ကျမတို့ပြည်သူတွေနေနဲ့ခုနံပါတ်၁ကျမမဘူးကြွားနေစပြီးတော့နော်တမန်ကာကွယ်ဦးတီတောက်ကနေပြီးတော့ကာကွယ်အင်းကာလုံပေါ့နိုင်ငံတော်ကာကွယ်နဲ့လုံခြုံရေးကောင်စီခေါ်ပြီးတော့ရွေးကောက်ပွဲတည်တည်ပြန်ပြီးကျင်းပပေးဖို့တောင်းဆိုပါတယ် ျမပြောပြမယ်ပစိမောချင်းကဥပဒေကိုမကြိုက်လို့ရတယ်မလိုက်နာလို့မရဘူးဘောပါလားပစိမောချင်းကဥပဒေကိုမကြိုက်လို့ရတယ်မလိုက်နာလို့မရဘူး NLD ပါတီဆိုရဖြစ်လာတာပစိမောချင်းကဥပဒေရဒီဥပဒေကိုမကြိုက်ဘူးဆိုရင်ဒီဥပဒေဘောင်တွင်းရနေပြီးပြင်လို့ရမယ်ဥပဒေဘောင်လုံးဆန်လို့မရဘူးဥပဒေဘောင်လုံးဆန်လို့မရဥပဒေကိုဖောက်ဖျက်ခြင်းဥပဒေကြီးရပဲရေယူခံရမှာဆိုတော့မင်းမင်းမှတ်ထားပါ မြင်မြင်မှတ်ထားပါဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄၁၈မှာပါတယ်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုမတရားသောအတ္တမနီးနဲ့သိမ်းပိုက်ဖို့စူးစမ်းလာရင် နိုင်ငံတော်သမ္မတကဥဆောင်ပြီးတော့အနုဒန်ကကွယ်နဲ့လုံချောင်ရေးကောင်စီခေါ်ခွင့်ရှိသည်ဆိုတာပုံမှန်419မှာပါတယ်။ဒါပေမဲ့အခုလက်ရှိနိုင်ငံတော်သမ္မတကိုယ်တိုင်က NLD ပါတီရဲ့လက်အောက်ခံဖြစ်နေတယ်။ NLD ပါတီရဲ့လက်အောက်ခံဖြစ်ပြီးတော့သမ္မတကယူစီကိုရွေးချယ်တဲ့ယူစီနဲ့သမ္မတနယ်ကပလင်းတူပူးစိုးဖြစ်နေတဲ့အခါကျရင်ဖရီးဘော်ခြေကံဥပဒေပုံမှန်418မှာနော်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုအဲ့လိုမျိုးအတင်းအဓမ္မမတရားတဲ့နည်းနဲ့ ရယူဖို့စူးစမ်းလာလို့ရှိရင်နိုင်ငံတော်သမရကနေပြီးတော့နိုင်ငံတော်ရဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ဆိုတဲ့အဓိကမန်နိုင်ကြီး၃ရက်ကအာဏာကိုသမရကာဝယ်ရေးဦးစီးချုပ်ကို လွှဲပြောင်းပေးအပ်ရမည်ဆိုတာပါတယ်။အဲ့ဒါမျိုးတွေသဘောပေါက်လာနောက်တစ်ခုအမျိုးတွေပြောရမယ်အချက်တစ်ချက်ကပြောပြမယ်။ပဇိပေါ်ချေကဥပဒေပုံမှန်438အရာနိုင်ငံတော်ရဲ့အချုပ်ချာအာဏာကိုဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်မန်တိုင်း၃ရက်လုံးကိုတမရက တမနာလက်ရှိတမနာကနေပြီးတော့တမနာကာကွယ်ဦးကြီးချုပ်ကိုပေးကိုပေးရတော့မယ်။ဘာလို့လဲဆိုလို့ရှိရင်နိုင်ငံတော်ရဲ့အာဏာကိုနော်နိုင်ငံတော်ရဲ့အာဏာကိုအတင်းအဓမ္မမဲလိမ်မဲခိုးတဲ့စနစ်နဲ့ရယူပြီးတော့အတင်းအဓမ္မစိုးစားတာဖြစ်တဲ့အတွက်ပတိပေါ်ချိန်ကဥပဒေပုံမှန်မှာပါတဲ့410ရှိရာတမနာကအဲ့ဒီလုံပိုင်ခွင့်အာဏာကိုတမရကဝေဦးစီးချုပ်ကိုပေးရတော့မယ်မပေးလို့မရဘူးမပေးဘူးဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်40ကငယ်မှာ တက်40ကားငယ်မှာပါမယ်20စားလုံးမှာပါမယ်တမတော်ကာကွယ်ဦးစည်းချုပ်ဒီ40ကားငယ်မှာနိုင်ငံတော်အာဏာကိုနိုင်ငံတော်အတွက်လိုအပ်လို့ရှိရင်ဖွဲ့စည်းပုံရှိကဥပဒေအရနိုင်ငံတော်အာဏာကိုရယူသွန်းဆွဲခွင့်ရှိပြီဆိုတာပါပါတယ်အဲဒီပါဒီဒီအခု2020 2025တက်တန်းအတွင်းမှာလုံးဝအစိုးရမဖြစ်နိုင်တော့ပါဘူးဘယ်လောက်ထိသေးရလဲဆိုရင်90%တည်ကြတယ် 60ရာခိုင်နှုန်းတည်ထားတယ်။ဘာလို့လဲဆိုတော့ NLD ပါတီကနိုင်ငံတော်ရဲ့အာဏာကိုအတင်းအဓမ္မရယူကြီးနဲ့စူးစမ်းနေတာဖြစ်တဲ့အတွက်အဲ့ဒီနိုင်ငံတော်အာဏာကိုတက်မလို့ကဘွေဦးစီးချုပ်ကလွှဲပြောင်းပြီးယူရမှာဖြစ်ပါတယ်။ကျင်းသေးပါ NLD ပါတီကအစိုးရမဖြစ်တော့ပါဘူး။ထောက်ခံရမယ့်အချိန်မဟုတ်တော့ဘူးတောင်းဆိုရမယ့်အချိန်ဖြစ်နေပြီ။ထောက်ခံတာနဲ့တောင်းဆိုတာနဲ့လွဲနေတယ်။ဘဂင်ကြီးဖောင်ဒေးရှင်းဘဂင်းဒီဖောင်ဒေးရှင်းအမိခံပြီးတော့အဲ့ဒီဖောင်ဒေးရှင်းမှာနိုင်ငံသားဝင်ငွေတွေစီးစင်းနေတာကိုစုံစမ်းဖော်ထုတ်ပေးပါ ျမတို့ဓာတ်တွေကို တောင်းဆိုရမယ်နော်ဒလန်ဆိုပြီးတက်ခံရတယ်ပြည်သူတွေတက်ခံရတယ်နောက်ဆန်းကမထင်းကျုံနိုင်ဘူးဆိုကျမတို့အပြစ်ပြောရမှာမဟုတ်ဘူးကြားကြိုက်တယ်ဆိုတာပောက်တော်ရှိမှာပဲကြားကြိုက်တယ်ဆိုတာပောက်တော်ရှိမှာပဲဒေနိုင်ငံမဆိုအာနာထိမ့်သိမ့်မှုဖြစ်လို့ရှိရင်အာနာထိမ့်တာပဲဖြစ်ဖြစ်အာနာသိမ့်တာပဲဖြစ်ဖြစ်စူပူမှုရှိမယ်ကြမ်းဖက်မှုရှိမယ်လူသေးတာရှိမယ်လူတက်တာရှိမယ်ကျမတို့ကဒါကိုနာဆန်းကောင်ကိုပြပြောရမှာမဟုတ်ဘူးကျမတို့ဘာလုပ်ရမလဲအခု ကဲမင်္ဂလာပါလိုင်းအောင်တော်စီမံကိန်းလိုင်းအောင်တော်စီမံကိန်းဆိုပြီးတော့နေပြီးတော့မှဖေးတရာကိုသိမ်းမောင်းတစ်ထောင်တစ်ထောင်လောက်တန်တဲ့ပေါင်စင်းရှိတဲ့ဥဒရာတီတီမျိုးနယ်တွေကမြေကွက်တွေကိုလိုင်းအောင်တော်စီမံကိန်းအတွက်ဆိုပြီးတော့ဒေါင်းသားသူကြီးဆိုရလက်ထက်မှာတေကောက်ကိုသိန်း90နဲ့63ဝယ်ခဲ့တယ်ဟလာ63 အေကဝယ်ခဲ့တယ်ဒါပေမဲ့လာရုံတော်စီမံကိန်းအတွက်ကို20เอกပဲသုံးပြီးကျန်တဲ့เอก80ကျော်ကိုဘယ်နေရာမှာသုံးခဲ့လေဘယ်နေရာမှာသုံးနေလေနော်လာရုံတော်စီမံကိန်းเนาะလူငယ်တွေတဲ့စိုက်တိုတမွေအကြောင်းပေါ့เนาะအတမွေအကြောင်းသင်တန်းအတွက်ဆိုပြီးလာရုံတော်စီမံကိန်းအမီပြပြီးတော့ပေးတရားကိုတိတ်တထောင်တိတ်တကောင်းတန်နေတဲ့ဥဒရာဒီဒီမျိုးနယ်တွေကမြေွက်တွေကိုတေအေကောင်ကို350နဲ့ဒုံဆန်းစုကြီးအစိုးရကလုတ်ပိုင်ခွင့်အာဏာအလွဲသုံးစားလုပ်ပြီးဝယ်ခဲ့တယ် တကယ်တမ်းကျတော့လမ်းဟောတော်စီမံကိန်းအတွက်ကိုသိန်း20ပဲ sorry A က20ပဲအသုံးပြုရင်ကျန်တဲ့ A က80ကိုဘယ်နားမှာအတုံးချနေလဲဘယ်နားမှာလုံနေလဲအဲ့ဒါတွေကသူ့လုံနေတာကျမတို့တိုင်းရင်သား135မျိုးအတွက်လားတိုင်းရင်သားမှာမပါတဲ့လူမျိုးလိမ်တွေအတွက်လုံနေတာလားနာဆာကရေဖော်ထုတ်ပေးပါနာဆာကရေစုံလန်းပေးပါနာဆာကရေစစ်ဆေးပေးပါကျမတို့ဒီချိန်ကျမတို့ဒီချိန်မှာဒါကိုတောင်းဆိုရမှာ စစ်သွေးမင်္ဂလာပါဟုတ်ကဲ့ဒီလိုက်ရောစီမံခန့်အမိခံပြီးတော့စမ်းစုကြာသူနေဖို့အတွက်အဲ့ဒီအေကနေက20ထဲမှာသူနေဖို့တဲ့နှစ်ခတ်တိုင်းစောက်ခဲ့တာတွေကိုကျမတို့ကစောင့်ဆန်းပေးဖို့တောင်းဆိုရမယ်ဖော်ထုတ်ပေးဖို့တောင်းဆိုရမယ်နော်မျိုးစစ်တွေလည်းနဲ့တက်ကြပဲလည်းနဲ့ဆိုတာရှိလည်းနဲ့တက်ပေးလို့မရဘူးလည်းနဲ့တက်ပေးလို့မရဘူးလည်းနဲ့တိုင်စီစစ်တဲ့ဝင်တော့အခုအကြမ်းဖက်မှုလို့နှိမ်ငင်းကျင်တဲ့ဖြစ်ရှင်နေမှာတက်မော်မှာတောင်းဝန်ထမ်းဆောင်တက်မော်ဝင် ကြီးရည်လေးမြမတက်မလို့တင်းတို့ကိုကျိုးစိုးနေတယ်အသက်၁၈နှစ်ပြည့်တဲ့သူသားကိုတက်မလို့ကျိုးစိုးနေတယ်တက်မလို့ဝင်အလိုမဟုတ်ဘူးဆိုရင်လည်းပြည်သူစစ်ထဲကိုဝင်ဒါတရားဝင်အဖွဲ့စည်းတဲ့ပြူစောတိဆိုတာတရားဝင်အဖွဲ့စည်းမဟုတ်ဘူးတရားမဝင်ကျမတို့ဘယ်တော့မှပြူစောတိကိုအာမပေးဘူးပြူစောတိစပြီးဖွဲ့တယ်ဆိုတဲ့အဲ့ဒီဖွဲ့ရကျမတို့နဲ့မသက်ဆိုင်ဘူးဆိုတာမဟုတ်ဘူးသူကပြောပြီးသားတရားဝင်ဒီပြည်သူစစ်ပြည်သူစစ်ထဲကိုဝင်ဒါမှမဟုတ်ရင်ကြီးရည်လေးမြမတက်မလို့တင်းတို့ကိုကျိုးစိုးနေတယ်အဲ့ဒါကိုဝင်တော်တော်လေးပြောနေတော်တော်လေးပြောနေ မိဘကြီးပြောတယ်စစ်တပ်ကတစ်တေကိုထုတ်ရောင်းတယ်အဲ့ဒီဆိုရလဲတော့2019မှာတော့ဇာတုကြီးဆိုရပြောရတတော်တွေထုတ်မရောင်းဘူးထုတ်မရောင်းဆိုတော့ကျမတို့ပြောတယ်လေတတော်တွေထုတ်မရောင်းဆိုတော့ဒါပေမဲ့အဲ့လိုပြောပြီးရော9လပဲကြာသေးရ2019ခုနှစ်စတင်မာလာမှာတိုက်ကြီးတရားဝီကျိုးဝါရနေပြီးကျိုးသိဧကာမှာတပေါင်းဒီတခြားကုမ္ပဏီကိုထုတ်ရောင်းလိုက်တယ်။เนาะအဲ့ဒီအကြောင်းကိုကျမရင်တော့ပြောဘူးတယ်။ ဒဲကောင်တခိုးလဲဘဲကောင်မတခိုးလဲခေါင်းစုခေါင်းဆင်နေကျွန်မပြောဘူးတဲ့နော်